မင်္ဂလာပါရှင်။ပေါ်ဝင်ကျောင်းတို့ရန်နေကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့စာရေးဆရာမရင်မင်းကန့်ဘလူရဲ့ဖွားမယ်စိန်နဲ့ကဝေမာလီရှင်ညိုပါဝင်သောတစီဆိုးဆိုတဲ့ဇလန်းကိုတင်ဆက်ပေးသွားမှာပါ။ကျေးဇူးတင်ပါတယ်ရှင်။အဲ့ဒီနေ့ကတကြီးဦးနောက်ချိုတယောက်ခြံဝိုင်းထဲမှာရှိတဲ့တမပင်အောက်မှာခုံလေးတစ်လုံးချပြီးထိုင်နေခဲ့တယ်။အတွေ့တွေဟိုရောက်ဒီရောက်နေချက်နေတဲ့ချိန်တကြီးတကြီးဘသူလဲကွာငါဒီမှာရောက်လာသူကပေါင်တိုးနဲ့မောင်းအောင်ဖြစ်နေတယ်။ဖိတ်ကောင်တွေ မဖြစ်လာကြနဲ့တရေပြတရေမဟုတ်ပါဘူးကွာတစီနုပြောတယ်ဟာမင်းတို့မဖြစ်နေရလေမောင်တိုးနဲ့မောင်အုံးတို့တရားတော်ပေါက်ပြောနေလို့တကြီးဦးနောက်ချိုစိတ်မရှိစွာမေးတယ်တစီတွေ့နူပြန်ဘင်းမလေးတင်းချိုင်းကုန်းမလားဟာပြန်မဟုတ်ပါဘူးသူ့တို့ရွာရှိရာဇီဒီဟောင်းနာမှာတစီတွေ့တာတဲ့ဟေးဇီဒီဟောင်းနာဆိုတော့လူသူမှမနေတာတရေတွေတစီတွေရှိရင်ရှိမှာပေါ့ဒါပေမဲ့မင်းတို့နှစ်ကောင်ကဘွားစီကိုမသွားပဲဘာလို့ငါစီကိုအပြေးရောက်လာတာတော့ ဟုတ်ကမရှိဘူးဗျဒေါ်စိုးကြီးကသူ့ရွာအလှရှိရဲဆိုပြီးမနေ့ကလာခေါ်သွားတာအဲ့ဒါကြောင့်တကြီးစီကိုပဲလာခဲ့တာအေးဒါဆိုရင်အဲ့ဒီတစီကိုဘသူတွေ့ရလဲမင်းလားမောင်တိုးလားတုတ်တို့မဟုတ်ဘူးဗျဒီလိုတကြီးရဲ့ဒေါ်တန်းကစက်သားတောင်းရွက်ပြီးမနေ့စိုးကြီးစဖက်ရွာတွားရောက်တတ်တာတကြီးနဲ့သိရပဲလေအဲ့ဒါဒီနေ့အကြမှာအဲ့ဒီဇေဒီဟောင်းနာရောက်တော့ကျက်သားတော်ကရော့သွားရင်လို့ခန်းစားရပြီးတောင်းကိုချကြည့်တာတဲ့ဒီတော့မှသူ့နောက်မှာကျက်တူအာပါတရာစားနေတယ် မဲမဲကောင်ယူမြင်ရတာပဲတဲ့။သူလည်းကြောက်လန့်ပြီးပြင်းမိပြေးရပြေးခဲ့ရတယ်ဆိုပဲ။အဲ့ဒီတော့ငါဘာလုပ်ပြရမှာတော့။အာဗျာဒီစီရွာတွေဝင်ပြီးတော့လူတွေကိုဒုက္ခပေးခက်ပြီးဆိုပြီးရွာတွေကလူတွေစိတ်ပူနေပြီဗျ။ဒါဆိုရင်တော့အဲ့ဒီကိစ္စမင်းတို့ပဲကြည့်စီစဉ်ကွာနော်။ကြာတခုတခုကိစ္စမျိုးငါပဲစီစဉ်မှမယ်။တကြီးရဲ့စကားကြောင့်မောင်တိုးနဲ့မောင်အောင်ချင်းချင်းမျက်နှာကြည့်ပြီးတပြင်းချကုန်တယ်။တကြီးအရင်ကပြန်လာပြီးရွာလမ်းမှတနေရာမှာထိုင်ပြီးတော့ကိုယုံ လို့လုပ်လဲငါလည်းဘယ်သိမလဲမောင်တို့ရဟောလည်းမရှိတာတိတိကြီးနဲ့တကြီးကငါတို့ကိုနှဲ့ပြီးခေါင်းဆောင်တာမောင်အောင်ကရွာကားလာသားကောင်းဆောင်မှုတကြီးဦးနှောင်ချူရဲ့အမေကိုမလွန်ဆန်နိုင်ရှာဒါကြောင့်လည်းစိတ်ညစ်နေတယ်မောင်အောင်ကိုကြည့်ပြီးမောင်တို့နဲ့တပြင်းချမိတယ်ခဏကြာတော့အတွေ့အကြုံရှာပြီးကိုယုံခုကဖွားတယောက်တည်းပဲအမေကိုသွားတာမို့လားအေးလေဒါဆိုရှင်ညူရှိတာပဲအေးရှင်ညူရှိသားပဲမောင်တို့ရှင်ညူတတိယလို့ပြောတော့မောင်အောင်အတော်ဝမ်းသာသွားတယ် ဒါကွားမောင်တို့တို့ရှင်ညိုစီသွားရအောင်ချက်ချင်းပဲမောင်အောင်တယောက်ရှင်ညိုထံသွားတော်တယ်ရှင်ညိုရေရှင်ညိုကျန်ဝိုင်းနေကိုရှင်ညိုနမည်ခေါ်ပြီးဝင်လာတဲ့မောင်အောင်ကြောင့်ဒဝင်းတို့တော်လည်းတကြဖြစ်ကုန်တယ်ဘာဖြစ်လာကြလဲရေရှင်ညိုဒဝင်းကိုမောင်အောင်မေးတော့ကျုပ်ဒီမှာကိုရောလေကားတိတ်ကစင်းလာတဲ့ရှင်ညိုကဖြေတယ်ရှင်ညိုရေငါတို့တကြီးရကိစ္စတခုခေါင်းတွဲလိုက်တယ်အဲ့ဖွားလည်းမရှိတော့ညီပဲအားကိုရတော့မှာပဲဘာကိစ္စများဖြစ်လို့လဲ အေးလေဘာတွေဖြစ်နေရလဲနင်တို့ကြည့်ရတာအခုရုပ်တွေနဲ့ဒီရုပ်တွေပေါက်မှာပေါ့ဗျာအရှင်ကတယောက်မှရွာနဲ့မရောက်ကြသေးရလားအင်းလေမရောက်လို့ပဲမသိရပေါ့ဒီလိုဗျာအရှင်မနေ့ကရွာရှိပဲဈေးဒီဟောင်းနာမှာကြက်သားတဲ့ဒေါ်တန်းရဲ့ကြက်တွေတရေဆွဲခံရတယ်တဲ့ဒီတဲ့ရင်ကရွာထဲအောင်ပြန့်နေပြီအဲ့ဒီတရေကိစ္စရှင်းပေးမယ်ဖွားရလဲရွာမှာမရှိတော့တတိယကျုပ်တို့တာဝန်လွှဲသွားတယ်ကျုပ်တို့လည်းစိတ်ညစ်ညစ်နဲ့ထိုင်နေရရှင်ညိုတတိယလိုရောက်လာခဲ့တာအော်ဒီလိုဆိုရင် ကိုကြီးတူနဲ့ကိုကြီးအုံတို့ဟာ ကျုပ်ကိုထပ်ပြီးတော့တံဝင်လွှဲပေးနေပေါ့လေဟုတ်လားအဲ့ဒီလိုတော့လေမဟုတ်ပါဘူးငါညီမရေငါတို့ကညီအရှိရသွားရင်တော့နောက်ကနေတူတူလိုက်မယ်ကောင်းနေပါဟာအင်းလေငါတို့လေညီနဲ့နောက်ကတူတူလိုက်မှာပါဒါပေမဲ့ငါကနောက်နေဆိုရင်မိမယူတော့မှာဆိုတော့အရေးကြုံရင်အရင်တော့ပြေးပြရစီမဟုတ်ရင်ငါရဲ့ဇနီးလောင်နှုတ်ရင်လေရွာမှာအထီးကျန်နေခဲ့မှာစိုးလို့ပါဟာဗျာခမရရှိနေသူဆိုကြွားနေတာပေါ့ကျုပ်ကြတော့ဘယ်လိုလုပ်ရမလဲအမလီမောင်တို့ရေရွာရဲ့မိခွက်ကနေအတွက်ပါဟဲ့ဘဘူးကနေ့ ။အာအရင်ကလေဒေါ်ဝင်းရရွာထဲမှာရှိတဲ့မွေးရပါစိတ်မနှက်ရှာတဲ့မိခွန်းနဲ့မောက်တိုးကိုစတယ်။မိခွန်းကအတန်အားဖြင့်40ကျော်များရှိပြီးမိခွန်းနဲ့စောင့်နောက်ခံရလို့မောင်တူဟာပြားသာပြောနေရှာတော့တယ်။ဒါနဲ့ရှင်ညူဒီတရုပ်ဘယ်တော့သွားရှင်းမလဲ။ဒီညသွားတာပေါ့။ဘာလဲ။ကိုကြီးအုံတို့ကလိုက်ကြအောင်ပါလား။မလိုက်လည်းဖြစ်တယ်နော်။ကျုပ်ကသာသွားလို့ရတယ်။အမလေးဗျာမလိုက်လို့ရမလား။ဒီကြောက်ထဲတော့မသွားပါနဲ့။ငါတို့လည်းတူတူလိုက်မှာပေါ့။ဟုတ်ပြီနိ။ဒါဆိုညတကောင်မတိုင်ခင်လာခဲ့ကြပေါ့ သကောင်ရောက်တန်နဲ့သွားမယ်။ညီရလည်းသကောင်အထိစောင့်ပါလား။မိုးလေးချုပ်တန်နဲ့သွားလို့ရပြီ။ဟုတ်တော့ဒါပြင်လေကိုကြီးအုံတို့ပဲသွားတော့သူကတော့မလိုက်တော့ဘူး။ရှင်ညူပြောတော့မအောင်ပြပြတလေးနဲ့ဒီလိုတော့မလုပ်ပါနဲ့ဟာ။သကောင်မတိုင်ငါတို့လာခဲ့ပါမယ်နော်ရှင်ညူ။ဒီလိုပြောရှာတယ်။ဒါဆိုလည်းပြီးတာပဲ။မောင်တူးနဲ့မအောင်တို့ဝမ်းမေစိတ်မရှိလို့ရှင်ညူပဲချော့မော့နေရတယ်။ရှင်ညူကဝမ်းမေစိတ်လို့မဟုတ်စိတ်ဆက်တယ်။ဝမ်းမေစိတ်ရလေသူတို့ကိုဝါရွာမှာမရှိတဲ့ချိန်တခုခုများဖြစ်လာရင် မောင်ရင်တို့ညီမရဲ့အနောက်မှာပဲရှိနေပေးပါ။သူကစိတ်ဆက်တယ်။အရွယ်လေးရလေးငယ်သေးတော့ထိမ့်တင်တာထိမ့်၊တားတင်တာတားဖို့လေလက်မနှေးချနဲ့ကို။ဒီလိုမှကြားထားတယ်။ဒါကြောင့်အခုကိစ္စဝင်မှလဲရှင်ညုံနဲ့အတူတူသူတို့လည်းလိုက်သွားမှာ။ခုတော့ဒေါ်ဝင်းတို့နဲ့စကားတွေထိုင်ပြောနေပြီးညနေဆောင်တော့မှအိမ်ကိုပြန်ကြတယ်။ရှင်ညုံဒီမှာလက်ဖက်သုံးတဲ့အကျန်းရည်လေးစောင်း။ဘိုးကခုမှချက်တာဆိုတော့ချိန်ရပါသေးတယ်။စောပါသေးတယ်အရှင်။အေးလေဒီမှာညီညီမပေါ့။ အရှိနာခဲ့ပြီသူပါလိုက်ချင်နေပြောနေတာအဲ့ဒါညီဘလို့သဘောရလဲနန်းကြိုင်ရှင်ညိုတို့နဲ့လိုက်ချင်နေတယ်ဒါပေမဲ့ရှင်ညိုနန်းကြိုင်တန်းရိုက်မပြောရဲလို့ဒေါ်ဝင်းကတစင်အပူကက်ရှာတယ်ရှင်ညိုနန်းကြိုင်ကိုကြည့်ပြီးတော့ပြုံးနေညီမလေးကလိုက်ချင်တာလားဟုတ်တယ်မမသူ့လိုက်ချင်တယ်လိုက်ခဲလို့ရလာရင်မမကခေါ်ချင်ပါတယ်ဒါပေမဲ့ညီမလေးကိုလည်းခေါ်မသွားရပြန်ဦးမမတို့သွားမှပျော်ပွဲရှင်ပွဲတပွဲမဟုတ်ဘူးလေအခုသွားမယ့်နေရာမှာဘလို့အန္တရာယ်ရှိရဲဆိုတာမမသေချာမသိရအောင် ကိုရောက်မှညီမကိုပြစ်ထားပြီးအန်ရရှင့်ရမယ်ဆိုရင်မမနောက်ဆန်တင်းနေရမှာဒီလိုဆိုရင်မမတို့တွေကတရားရောက်ထိခိုက်မှုတွေရှိနိုင်တယ်ဒါပေမဲ့ညီမလေးဘက်ကလိုက်ချင်စိတ်ပြင်းပြနေရဆိုရင်တော့လိုက်ခဲ့ပါဒါဆိုရင်တော့ကျုပ်မလိုက်တော့ပါဘူးမမရဲ့ဒီမှာအမေနဲ့ပဲနေခဲ့ပါမယ်မမသာထိခိုက်မရှိပဲပြန်လာခဲ့ပါကျုပ်တို့စောင့်နေပါမယ်နန်းကြိုင်စကားကြောင့်ရှင်ညိုတွေမကတော်ဝင်းမှာပြုံးသွားတယ်လက်ွယ်ရဲ့ဖြစ်လို့အမောင်တို့ကမင်းမှုနေတယ်ဒါပေမဲ့ငွေကျဲတို့ရဲ့အလင်းရောက်ကြောင့် အမောင်တို့ကရှာအားလုံးအမှောင်မဖုံးနိုင်ခဲ့ဒီအချိန်ကျင်ရောင်အားကုနဲ့ကျော်လမ်းမတိုင်းရှောက်လာတဲ့လူသုံးယောက်သူတို့ကရှင်ညူမောင်တူးနဲ့မောင်အုံးတို့ဖြစ်တယ်ကျွာအတော်လေးတိတ်ဆိတ်နေတယ်နောက်အေးလူဗျာဒီကင်းပဲလေဒီလူသားစုဘလောက်ကောင်းမလဲဟာမောင်တူးမင်းကွာပြောတယ်မှမသိမပြောတယ်မှမသိရှောက်ပြောနေဘာလို့လဲဗျဟာလူအိတ်ချိန်ကြီးကွာတိတ်ဆိတ်မှာပေါ့လူတွေနိုးချိန်ရတော့စုမှာပေါ့ဒါသဘာဝပဲလေ မောင်အောင်ကလမ်းလျှောက်ရင်းကနေမောင်တူးကိုငောက်လိုက်တယ်။မောင်တူးလည်းစကားမပြောတော့ဘဲတိတ်တိတ်လေးပဲလိုက်လာတယ်။ဇွာပြင်ဘက်ကိုရောက်တော့ကိုယုံတို့ခဏလေးစောင့်ကြအောင်သူ့အကောင်ကြီးကိုသွားခေါ်ဦးမယ်။ပြောပြီးရှင်ညူကမလန်မကန်းမှရှိတဲ့ထဏောင်းပင်စီကိုထွက်သွားတယ်။ရှင်ညူဘာပြောသွားလဲမောင်တူး။ဘာပြောရမလဲဗျာ။သူ့အကောင်ကြီးကိုသွားခေါ်မလို့တဲ့ကိုယုံလည်းကြားလာပြီမို့လား။နေပေါင်းကဘာကောင်သွားခေါ်ပါလဲ။သူလည်းဘဲတိမှာတော့ရှင်ညူထဏောင်းပင်အောက်ကိုရောက်တော့ထဏောင်းပင်ပေါ်ကနေ ငနဲ့ကြီးစင်းလာတယ်။ငနဲ့ကြီးဇေဒီဟောင်းသားမှရောက်နေတဲ့အကောင်ရဲ့အကြောင်းနင်းသိတာ။ရှင်ညိုကငနဲ့ကြီးကိုမေးတယ်။ရှင်ညိုမေးတော့ငနဲ့ကြီးကခေါင်းညိတယ်။ဒါဆိုရင်ပြောစမ်းမအောင်။ဒင်းကဘသူလဲ။ဘယ်ကနေရောက်လာတဲ့အကောင်လဲ။ဒီကောင်ရောက်လာတာရှစ်ပိုင်းမရှိသေးဘူး။ဒီနာတရေရွေဆိုရင်ဒီကောင်တော့ကြောက်ကြတာ။တတန်းရှင်းပုံရှားတယ်။ဒီနေ့ကတော့ရွာထဲဝင်ဖို့လှုပ်သေးတယ်။ကျုပ်ကမဝင်ဖို့တားလို့သူနိုင်ကိုနိုင်လုံးတက်ခဲ့ရတယ်။ဒီကောင်ကျုပ်ကိုမနိုင်လို့ပြန်သွားတာတခင်မှ။ ဒါပေမဲ့ဒီကောက်ကြည့်ရတာကျင်းတဲ့ပုံမရဘူး။ဘယ်ချိန်ထက်ရောက်လာမလဲ။ကျုံလေးစောင့်ကြည့်နေတာ။နည်းနည်းကြီးစကားနားထောင်ရင်းရှင်ညူကောင်းငိမ့်နေ။ဒီညကအဲ့ဒီကောင်သွားရှင်မှာ။နင်းလည်းအတူလိုက်ခဲ့ငနဲ့ကြည့်။ဥမာတွေ့လား။သူတို့ကငါအကူတွေပဲ။သူတို့ဘယ်သူမှအနေရမပြုနိုင်အောင်သာစောင့်ရှောက်ပြီ။ဟုတ်ကဲ့တခေမ။ရှင်ညူကမောင်တူတို့ပဲလက်ညှိုးထိုးပြီးတော့ပြောတယ်။မောင်တူရှင်ညူကဘယ်သူနဲ့စကားပြောနေရလဲ။ငါတို့ပဲလက်ညှိုးကြီးထိုးပြနေ။သူကတော့ရှင်ညူသေးမွေးထားရင်ထင်နေဗျ။ တွေ့လားကိုယုံကောင်းထင်မမြင်ရပေမဲ့မဲမဲရဲ့ကြီးကြုတ်တွေ့နေရတယ်ရှင်ညိုကအဲ့ဒီမဲမဲကြီးနဲ့ပြောနေတာအေးဟာမင်းပြောမှဟုတ်သားပဲမဲမဲကြီးကနော်မဲမဲကြီးနှုတ်မနေနဲ့ကိုမကြုတ်တို့လက်ရက်ခေါနေပြီသွားမယ်အေးအေးရှင်ညိုကမောင်တူတို့စကားပြောနေတဲ့ချိန်လက်ရက်ခေါ်တယ်မောင်တူတို့အနားကိုရောက်တော့ကိုကြီးတူတို့နှစ်ယောက်ကိုကျုပ်ဖွားကိုမပြောရသေးတဲ့ကိစ္စတခုပြောပြမယ်အဲ့ဒါဘာလဲဆိုတော့ဒီပင်မှာနေတဲ့ငနဲ့ကြီးဆိုရင်တည်ရုံကျုံမွေးထားတာပဲ နည်းကြီးကိုကြုတ်တွေ့အကကွေစောင့်ရှောက်ဆိုတာထက်ဟော်ရီရွာအတွက်မွေးချတာသူကလေကိုကြီးတို့တွေ့ကြုံခဲ့တဲ့တရေလို့စိုးသွမ်းနေတဲ့သူမဟုတ်လို့ကိုကြီးတို့မကြောက်လန့်စေချင်ဘူးခုလေငနဲ့ကြီးကိုကိုကြီးတို့စောင့်ရှောက်ပေးခိုင်းထားတယ်ငနဲ့ကြီးပြောပြလို့ဇေဒီဟောင်းနာကတရေတော်လေးကျန်းတာကြုံလဲသိထားပြီရှင်ညိုပြောတော့မောင်တူးနဲ့မအောင်တယောက်မျက်နှာတယောက်ကြည့်မိတယ်ဒါပေမဲ့မောင်တူးကပြုံးပြုံးရွှင်ရွှင်နဲ့ငါညီမအကောင်းနဲ့ကိစ္စလောက်တာပဲကိုတို့ကကြောက်နေစရာလွန်းလို့လား ငနဲ့ကြီးကိုကောင်းထင်မမြင်ရပေမယ့်မမေအရေးကြီးကိုမြင်ရပါလေဟ။ကဲငနဲ့ကြီးငါနမေမောင်တူတဲ့။ तू ကမောင်အောင်တို့ရွာတကြီးပြီးရင် तू ဆရာကြီးပဲဟိ။ပြောတော့မောင်အောင်ကမျက်မှောင်ကြုံကြည့်တယ်။ကဲဒါဆိုကြုံတူသွားကြတာပေါ့။ရှင်ညူမောင်တူတို့လေငနဲ့ကြီးကိုခေါ်ပြီးရေဒီဟောင်းစီကိုထွက်ခဲ့တယ်။နင်းလာပြီကွ။ခြေတန်လုံးအောင်သွားမောင်တူ။ဟာဗျာတရေစီနားပါလေဆို။ခြေတန်လုံးကိုလူလို့လား။ကိုယုံစရာလုပ်ပုံတွေကိုခတ်တော့တာပဲ။မောင်တူးနဲ့မောင်အောင်ရောက်ခန့်ဒီစကားများနေကြတယ်။ ။သခင်မဟိုပင်မေရနကြီးနညူထိုးပြတဲ့ပင်စီကိုရှင်ညူကြည့်တယ်။ပင်ထက်မှာခြေနှောင်းတွင်းလေးချထိုင်နေတဲ့အပေါ်ပိုင်းအင်ကြီးပလာနဲ့ခန္ဓာကိုထွားထွားကြမ်းကြမ်းနဲ့လူတယောက်ဒီနူကြီးရဲ့ကောင်းထက်မှာရောင်တုံးထုံးထားပြီးအစိုးကွယ်ဝစ်ဆင်ထားတယ်။ညီရဲတဲ့မျက်လုံးနီနဲ့ရှင်ညူတို့ကိုစိုက်ကြည့်နေတယ်။ကိုကြီးတို့နောက်ကိုဆုတ်ကြတော့ဟိုတစင်ကကျုပ်တို့မြင်သွားပြီ။ရှင်ညူသတိပေးတော့မောင်တူတို့လည်းနောက်ကိုဆုတ်ပြေးတယ်။ပင်ထက်ကနေတစင်ကြီးခုန်ချပြီးပင်းနှုတ်ခါသွားသလို့ မိကြီးရင်နဲ့တုံ့ထားသွားတယ်။ကောင်းထင်မမြင်ရပေမဲ့ခုံချရတဲ့တန်မောက်တူးကိုကြားလိုက်တယ်။နနေကြီးကရှင်ညို့အရှိမနေပြီးတစိမ်ညို့ဒေါသရကြီးကြည့်နေရကြောင်းနနေကြီးငါရှိရဖေးနေတာဝါငါကိုရီစောက်ရှောက်ပေးဖို့ပဲဒီတစိမ်ရောငါမှသာပဲရှိမယ်နေခုပဲရှင်ညို့ပြောတော့နနေကြီးဖယ်ပေးဖို့တွန်းဆုံနေတယ်။ရှင်ညို့ထိခိုက်မှဆိုလို့သူကိုယ်တိုင်တစိမ်ကိုတိုက်ခိုက်ခြင်းမုံရတယ်။ဒါပေမဲ့ရှင်ညို့စကားကိုနနေကြီးမလွန်ဆန်ရဲဒါကြောင့်ရှိရဖေးပြီးမောက်တူးစီကိုထွက်သွားတယ် နင်းဘသူလေရှင်ညိုကတစေးရို့လက်ညှိုးထိုးမိတယ်အမေမလောက်လေးမလောက်စားငါ့ကိုမေးတယ်ဟေးငါနင်းရဲ့ဖိုးနောက်ရှိတယ်ငါ့ကိုလေးလေးစားစားပြောမဟုတ်ရင်တော့နောက်တရသွားမယ်မလောက်လေးမလောက်စားဟုတ်လားအေးအဲ့ဒီမလောက်လေးမလောက်စားဦးပဲဖင်တော်အောင်ကြောင်ရည်နှစ်ချို့တည်းရည်အများကြီးပဲညလိုက်မေးကြည့်လိုက်စားရှင်ညိုစကားကိုတစေးရဟားတိုက်ရှိတယ်နက်နက်ကြီးကဒေါသကြီးထွက်နေတယ်ဒီမနဲ့ငါတို့ရွာသူစီကနေနင်းဟင်းလူခဲ့တယ်မို့လားအဲ့ဒီတွင်နင့်ကိုအပြစ်ပေးဖို့လာတာ ြည်ကြည်ပြပြနာခံရင်ခံမဟုတ်ရင်ရှင်ညိုရဲ့အကြောင်းသိစေရမယ်။ကောင်းမလေးငါကလူစားတာမဟုတ်ဘူး။နှိုက်စားတာ။ဟော်ဒီလက်နဲ့နှိုက်စားတာဟဲ့။တစေးရဲ့လက်ကရှေ့ထွက်လာပြီးအဲ့ဒီလက်ကြီးကရှင်ညိုကို လာရိုက်တယ်။တတိနဲ့နေတဲ့ရှင်ညိုရှောင်းတိန်နိုင်တယ်။တစေးရဒေါသလက်ကြီးရှင်ညိုတိုက်ခိုက်တော့တယ်။တစေးရဲ့လက်ကိုချိန်နဲ့ရိုက်ချလိုက်တယ်။ဒီချိန်လုံးမှာရှင်ညိုကိုယ်တိုင်အင်းတွေရေးထားတယ်။တစေးအတော်နာကျင်သွားပုံပဲ။စောလျာမှာရှင်ညိုတိုက်ခိုက်နေတဲ့တစေးကို ခုတော့ရှင်ညိုကိုယ်တိုင်ကျိန်လုံးနဲ့မရင်မနာလိုက်ရိုက်နေတော့တယ်။ရှင်ညိုရဲ့ကျိန်လုံးထံမခံနိုင်တဲ့တစီသူနေထိုင်ရပင်ပေါ်ပြေးတက်သွားတယ်။ဟဲ့ဘယ်ပြေးမှလဲခုလာစမ်း။ရှင်ညိုဖနောက်တစ်ချက်ပုံလိုက်တော့သူ့ပင်ပေါ်တက်နေတဲ့တစီရေပင်ပေါ်ပုတ်ခနဲပြုတ်ကြတယ်။ကြောက်ပါပြီမရိုက်ပါနဲ့ရောသူ့ကိုမရိုက်ပါနဲ့ရောဒုထောက်ပြီးရှင်ညိုတောင်းပန်တယ်။နေမဲဆော့ဆော့ကမလောက်လေးမလောက်စားစို့။အဲ့ဒီမလောက်လေးမလောက်စားအောင်နေပါလို့တောင်းပန်နေရတာလေ။အမလေးမရိုက်ပါနဲ့။ကျုပ်သိပါပြီ။ တခင်မအကြောင်းသိပါပြီဗျာ။တစီရဲ့ကျိန်တော်ကိုတော်ကြောင်နေရှာတယ်။ဒီဆိုင်မခံရဖို့ရှိရှင်ညူတောင်းပန်နေတယ်။ဒါဆိုရင်နေငါအကြောင်းသိပြီပေါ့။သိပါပြီဗျာ။အေးသိရင်လည်းမှတ်ထားပြီတော့။ငါရဲ့ရွှေနာမနေငါစကားနားထောင်။လူတွေကိုချောင်းလန့်ပြီးဒုက္ခပေးဖို့တော့ထက်မကြမ်းနဲ့။ဒီလိုထက်လို့ရင်နင်းကိုကျိန်နဲ့ထက်ရိုက်မယ်လို့တော့မထင်နဲ့။ငရဲစီကိုတန့်ဖို့မှာကြားလား။ဟုတ်ကဲ့ပါတခင်မ။ဒါနဲ့နေနေမရ။ကျုံနေမယ်ဘာဆိုးပါ။ဘာဆိုးတွေပါရင်ငါမသိဘူး။ ငါသွားမယ်ထပ်ပြီးတော့မှားမလို့မိစေနဲ့ဟုတ်ဟုတ်ကဲ့ရှင်ညိုလည်းတစေးဤနာထွက်ခဲ့တယ်ရှင်ညိုဘလို့လဲကျုပ်သူ့ကိုပြစ်ပေးပြီးပါပြီသူထန့်လို့ရမှာမဟုတ်တော့အေးပါဒီလိုဆိုရင်တော့ဝမ်းသာစရာပဲမောင်တူးနဲ့မအုံးတို့လည်းတစေးဤကိစ္စကြောင့်ခေါင်းကိုက်နေခဲ့တော့ခုမှစိတ်အေးသွားတယ်ဒါဆိုကျုပ်တို့ရွာထဲပြန်ဝင်တာပေါ့ရှင်ညိုတို့တုံးရရွာထဲပြန်ဝင်တဲ့အချိန်မင်းနဲ့ကြီးကရွာပြင်မှာရှိတဲ့ထဏဝင်မှာကြံရက်ခဲ့တယ်နောက်နေ့ညနေခင်းမှာရွာထိပ်မှာရှိတဲ့ညောင်ပင်အောက်မှာမောင်တူးတို့ချင်းခတ်နေတယ် ဒီအချိန်လှေစီဖုံတထောင်းထောင်းနဲ့မောင်းလာတယ်။ဖွားပြန်လာပြီဟ။တန်ကြမောင်တူးနဲ့မောင်အုံးတို့ချင်းခတ်တိုင်ရှက်ပြီးလှေစီကိုကြည့်တယ်။လှေထက်မှာတော့သူတို့ပြုံးကြည့်နေတဲ့ဖွားမေစဲကိုမြင်တော့ဖွားပြန်လာပြီလားဗျ။အေးကွယ်ချင်းကန်နေကြလား။ဟုတ်တယ်ဖွား။အေးအေးအားရင်အိမ်မက်လာခဲ့ကြအောင်။ဟုတ်ကဲ့ဖွား။ဖွားမေစိန်နဲ့မောင်တူးတို့ဒီလိုပြောပြီးလှေသမားကိုစက်မောင်းစေတော့တယ်။ကိုယုံရေချိုးပြီးဖွားတို့အိမ်ကိုသွားကြတာပေါ့။နောက်ပြီးဟိုတစီကြီးကိစ္စလေးပြောရအောင်မေ။ရေချိုးပြီးသွားတာပေါ့ကွာ။ ။တစိကိစ္စတော့ဒုံပြောလဲအကြီးပြောတာနဲ့တည်းတင်းနေတော့ပါပြီ။ဟုတ်သားပြီ။မောက်တူတို့ချင်းခဏခက်ပြီးတဲ့နောက်အင်ုံပြန်သွားကြတယ်။ဂျီမိုးချုပ်ပြီးတော့မှနှစ်ယောက်သားဖွားမေစိန်တို့အိမ်ဘက်ကိုထွက်ခဲ့ကြတော့တယ်။ပရိသတ်များရှင်ဒီနေ့ရဲ့တင်ဆက်မှုဒီလောက်နဲ့ပဲရှင်းသားခြင်းပါတယ်။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။